အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့တင်ဆက်ပေးမှာကတော့ဇာရေးဆရာသူဆောင်ရေးသားထားတဲ့လက်ညှိုးထိုးရေးပန်းဝေသည်ဆိုတဲ့ဝတ္ထုကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်အပိုင်း၁စီသူထူးထူးခြားခြားငါးစီကစာလာလို့မင်းအံ့ဩနေမင်းနဲ့တူတယ်အံ့ဩရင်လေအံ့ဩစိတ်ကိုခနာပေပြီး စာကိုဆုံးအောင်ဆက်ဖတ်ကွာမင်းအတွက်စိတ်ဝင်စားမှုတွေပေးခြင်းလို့ ငါအခုတောင်းဝင်ကြနေတဲ့ရွာလေးကိုတော့မင်းမှတ်မိအောင်ပါဘောပြီးခဲ့တဲ့နေ့ဆရာကတော့ဘွဲတုံးကမင်းကိုပြောပြခဲ့တယ်လीမမတ်မိလဲကိစ္စမရှိပါဘူးကွာစာအောက်ဆုံးမှာရေးပေးလိုက်ပါတယ်ဒီလိုကွာငါတို့ရွာလေးကရာတီဥတုမြတ်တပြီးရိုးမနေနေတော့တစ်ပင်ဝါပင်ပေါ်တယ်ဘောကွာရွာသူရွာသားတွေအားလုံးကလည်းစိုက်ပျိုးရေးကိုပဲအဓိကလုပ်ကိုင်ကြတယ် စိုက်ပျိုးရေးအတွက်အကောင်းဆုံးမြေစီလွားတွေကို ပိုင်ဆိုင်ထားတဲ့ရွာလေးပေါ့ဒါပေမဲ့လွန်ခဲ့တဲ့3-4လလောက်ကစပြီးငါတို့ရွာလေးရဲ့အနီးဝန်းကျင် တောင်ကုန်းလေးတစ်ခုမှာအင်မတန်ဒူးဆန်းတဲ့ပြောင်းလဲမှုတွေဖြစ်လာတယ်တောင်ကုန်းပေါ်က ရှိရှိသမျှအပင်တွေအားလုံးလိုလိုတေကုန်ကြတယ်ကွာဘာပယောကဘာအနောက်ရှမမပါပဲတေကုန်တာပတ်ဝန်းကျင်မြေသားနဲ့တစ်ပင်တွေအားလုံး စိုက်ကင်းတွေအားလုံးဟာပုံမှန်အတိုင်းပဲအဲ့ဒီတောင်ကုန်းလေးတစ်ခုပဲကွက်ပြီးလွင်ပြီးခေါင်ပြင်းသဘောမျိုး၆တွေတည်ဆုံကုန်းတာဘယ်လိုကြောင်းရင်မသိဘူးမြက်ပင်ကားစားပြီးတက်တန်း20 30လောက်ရှိတဲ့အပင်ကြီးတွေပါမကြံဘူးတပင်ကြီးတွေဆိုအယိုးပြိုင်ပြိုင်ကြပြီး၆တွေသွားတာယုံရက်စရာတော့မရှိဘူးအခုဆိုအဲ့ဒီတောင်ကုန်းပေါ်မှာ ဘာပင်မှစိုက်လို့မရတော့ဘူးကွာအရင်ရှိခဲ့တဲ့တက်ပင်ကြီးငယ်တွေလည်းအယိုးနဲ့အရည်ပဲကြံတော့တယ်အရန်ထူးဆန်းနေတရွာလုံးလေးအဲ့ဒီတောင်ကုန်းလေးရဲ့ပြောင်းလဲမှုကိုအံ့ဩနေကြတယ်အခုဆိုတကယ်လွင်တီခေါင်ပြင်ပါပဲဒီเจ้าနေမင်းကိုပြောပြရတာလဲတခြားเจ้าမဟုတ်ဘူးဆရာကတော့ဘွဲမှာမင်းတို့ငါတို့စုံတော့ကမြေကြီးလာအမျိုးမျိုးနဲ့ပတ်သက်ပြီး မင်းစာတန်းတစ်ဆောင်ပြုစုနေတဲ့ကြားလို့စာရေးပြီးပြောပြရတာမင်းလေးလာရင်လေးလာလို့ရအောင်အဲ့ဒီတောင်ကုန်းလေးကမြင်းနေနေကိုဒီစာနဲ့အတူထည့်ပေးလိုက်တယ်မင်းတက်နိုင်တလောက်လေးလာစမ်းသပ်ကြည့်ပေါ့ဒီလိုမှမဟုတ်ပဲကိုယ်တိုင်လာရောက်လေးလာခြင်းနဲ့ဆိုရင်တော့ငါလေးစာကို အောက်မှာရေးပေးလိုက်တယ်ဒီစာထဲမှာပါတဲ့အလွန်ဒူးဆန်းသောတောင်ကုန်းလေးကငါနေတဲ့နေရာနဲ့လေးပါလုံးလောက်ဝေးတယ် တငယ်ချင်းအချောင်းထူးရင်တန်ကျိုးရိုက်လိုက်ပါ။မာကတော့မင်းရောက်လာလိမ့်မယ်လို့ယုံကြည်နေတယ်။အင်ကျော်နမဝထံမှာခင်ခဲ့တဲ့တငယ်ချင်းတမျိုးသေးတာတော့မဟုတ်။ထင်ကျော်ကမြို့မှာအာလကအချောင်းမှာသူတို့အချောင်းကိုပြောင်းလာခြင်းဖြစ်ပါသည်။အခုတော့ဒီကောင်ကဆရာဝန်ကြီးဖြစ်ကနိုင်ငံတော်ဝင်တွေကိုပင်ထမ်းဆောင်ကနေပြီ။သူကရောသူကတော့ကြောင်းပြီး၍ နောက်တစ်ပွဲအတွက်စာတန်းတစ်ဆောင်ပြုစုလုပ်နေသည်အလောက်ကင်မဲမဲရရမရှိသည်ဇာကိုနောက်တစ်ခေါက်ထပ်ဖက်ကအောက်ဆုံးတွင်ရေးပေးထားသောလိမ့်စာကိုကြည်လိုက်၏သူမသိပါမြမနိုင်ငံအစွန်အဖျားမှမြို့လေးတစ်မြို့ကိုဆိုရာတော့ခက်ရီးရီးသိသည်ရွာကိုတော့မသိဇာကိုဖတ်ပြီးအတူပါလာသောတံဖြူဘုံလေးကိုကြည်မိသည်နိုင်ငံသားဖြစ် မုတ်ဘုံခွန်လေးတစ်ခုပါပဲအဖုံးကို တိမ်များဖြင့်တေချာစွာကတ်ပေးထားသည်ခါခတ်ကဲကဲခွာယူ၍အဖုံးကိုဖွင့်ကြည့်တော့အောက်တက်တက်အငွေချို့အငွေတက်တချို့ရိုက်ခတ်လာသည်ကို ခံစားရ၏နရက်သုံးရက်ခန့်အလုံးပိတ်ထားသောမြေကြီးနံဖြစ်သည်လက်ဖြင့်နှိုက်ယူကြည့်တော့မြေကြီးမှုတချို့လက်တွင်မှပါလာသည်တာမန်တက်တူကြမှုမရှိသောမြေကြီးတွင် ပါပင်အယောင် အနံ့ထူးခြားမှုမရှိ မျက်လုံးနဲ့မြင်ရသလောက်တာမန်ထက်မပူပါမြေလက်ပိုင်းဒေသများတွင်ရှိသသောတဘာဝမြေသားမျိုးတို့ပေမဲ့လည်းဝေးလံခေါင်းတီလာသောဒေသမှာတကူးတကပေးပိုးလိုက်သည်မူပေါ့ပေါ့လေးသဘောထား၍မရနောက်ပြီးစာပါအကြောင်းအရာတွေကလည်းရှိသေးသည်စဉ်းစားမနေတော့စာတမ်းပြည့်စုံနေသူမူလက်တွေ့စမ်းသပ်ကြည့်ဖို့သာအလေးတာသည် ထို့ကြောင့် တံဖြူပုံးလေးကိုယူကာခြံတွင်ဆင်ခဲ့လိုက်သည်ပန်းဝအလို့တအိုးယူ၍ခြံတောက်တွင် ပုံထားသောမြေဆွေးကိုထည့်သည်တံဖြူပုံးလေးအတွင်မှမြေကြီးနှင့်အနှဲငယ်ရောထည့်ပြီးတမအောင်မွေသည်ထို့နောက်မှာသောမေမေစိုက်ထားသောရောလာပန်းချုံထဲမှခက်လက်လက်တပင်ကိုအမြစ်ပါပအောင်နှုတ်ခါပန်းဥတွင်ထည့်ဆိုင်လိုက်သည်ရေကိုတင်းတလောက်လောင်း၍နေရောင်ကျသောနေရာကို ရွှေ့ထားလိုက်ပါသည်ကိစ္စပြီး၍အိမ်ထဲပြန်ဝင်တော့ဘာလဲကွာဘန်းဦးတဲ့ထဲဆိုင်ရင်ရွက်လာပင်ကအဖိုးဖူးပြီးအတီးတီးနေတယ်လားဘယ်ချိန်ကတည်းကသူ့လုံးနေသမျှကိုစောက်ကြည့်နေသည်မသိပါအိမ်ထဲဝင်ဝင်ချင်းကိုယူကာယစကားဖြင့်ကတ်တီးကပဲ့ပြောသူကသူ၏တူဒီတော်အဖေထို့သူပြောလိုက်သည်ဖြင့်ကျွန်တော်အမိကိုတမျိုးမတင်စေချင်ပါ ကျွန်တော်အဖေလိုလူမျိုးရှားမှရှားသောကြောင့်တဦးသေးသောအဖေဟုသုံးနှုန်းလိုက်ခြင်းဖြစ်ပါသည်မဟုတ်ပါဘူးသာစမ်းသက်စရာရှိလိုပါ ဟုတ်လားမင်းရဲ့စာအုပ်ထူကြီးတွေကဘာပြောလိုက်ပြန်ပြီလဲသူဟာသူရှင်နေတဲ့ပန်းပင်ကိုအိုးထဲပြောင်းဆိုင်ရင်ဈေးပတ်ဝင်သွားမယ်တယ်လားဘယ်ယောဂါတွေပြောင်းမယ်တယ်လဲဟာဗျာစိတ်ရှုပ်ရှုပ်ဖြင့်ခေါင်းကုပ်မိသည်အဖေကတော့ တကယ်ပင်ပင်စင်စားပီးသားပါသည် မင်းကိုမင်းလဲနားလဲအောင်အသက်မငယ်တော့ဘူးအလုပ်လေးပါလေးလုပ်ဖို့စဉ်းစားဒီမြေကြီးတွေနဲ့ကြီးအချိန်ကုန်မနေနဲ့ကြာရင်ငါ့တအိမ်လုံးလဲမြေကြီးဖုံးတော့မယ်စိတ်ပေါက်ပေါက်ဖြစ်လက်စည်းရန်နောက်ပွေးမဝင်တော့ပဲအခန်းထဲသာပြန်ဝင်ခဲ့လိုက်သည်အပြေမှာဆက်နေလျင်ဖွေးနေကြတပြားတွေတစ်ချက်ပြီးတစ်ချက် အသက်ဝင်လာပြီတော့မြည်ရေမရှိသည်မို့ အဝိဆုပ်ပြေလက်တော့ကကတဲ့ပေါ်ပြစ်လဲချလိုက်သည်ဒါဟာသူနဲ့ဖေဖေရဲ့နေစဉ်လိုလိုဆက်ဆံရေးပါပဲမေမေကမြို့မဈေးထဲမှာအထည်ဆိုင်ဖွင့်ထား၍မနက်အစောကြီးသွားကညနေမှအိမ်ပြန်လာသည်ညမလေးကအထမရန်ကျောင်းသူ မနက်၈နာရီခွဲလျင်ကျောင်းသွားပြီးညနေကျောင်းလုံးချိန်မှပြန်လာတတ်၏ဒီတော့အိမ်တွင်သူနဲ့ဖေဖေသာကြံနေလေးရှိပါသည် ။ကြောင်ပိတ်ရက်များတွင်တော့ညမလေးရှိနေ၍အိမ်ကတာတာရရရှိနေသတည်း။ယခုလိုကြောင်ဖွင့်ရက်များတွင်တော့သူတို့အိမ်လေးကတားဖနှစ်ယောက်ရေနှွေးထွေးသောဆက်ဆံရေးနဲ့အမဲလူလူတိတ်ဆိတ်နေလေးရှိ။ယခုလည်းအခန်းတွင်းအောင်းကတဏီကုံနှိမ့်မြုပ်နေရတော်မူ။မပြီးသေးသောအလုပ်တွေလုပ်ရမည်။စာတန်းအတွက်ပြင်ဆင်စရာရှိတာပြင်ဆင်ရအောင်မည်။စာတန်းလည်းမြင်မြန်ပြီးမှပဲ။ မဟုတ်ပါက ဖေဖေပြောသလိုတကယ်ပင်တအိမ်လုံးမြေကြီးဖုံးနိုင်ပါပြီ။ခြံထဲမှာအမီနာမအမျိုးမျိုးဖြင့်ပုံထားသောမြေကြီးများမှာမနေ။အိမ်ထဲမှာလည်းပလတ်စတစ်အိတ်တွေ၊ပန်းဦးတွေ၊ချင်းနှောင်းတွေ၊ခွက်တွေနဲ့မြေကြီးလွှာအမျိုးအစားတွေအစီအီ ရုပ်ဆော့အစုံ သူ့အခန်းထဲမှာပင်ပန်းဦးငယ်လေးတွေနဲ့အများအပြားရှိနေသည်။ဒီတော့ ပေးစင်စားအဖေမျက်စိနောက်တာမဆန်းအခန်းတွင်အောင်းကတဏီကုံနေပြစ်လိုက်သည်ကိုယ်အလုံးနဲ့ကိုရှုံနေသည်မို့ထင်းကျော်ကိစ္စမှလည်းမေးမေးပျောက်ပျောက်ဖြစ်သွားရပါသည်ညနေရောက်တော့ကလင်းကလင်းစပိန်ဘဲကိုအဆက်မပြတ်တီးဝင်လာကလေးကမိမိပြန်လာပြီမှတည်လိုက်သည် အိမ်ရှိတွင်စပိန်ကိုရက်ပြီးအပြေးတစ်ပိုင်းဝင်လာသောခြေတံကဧကန်းရောက်စဉ်တွင် ဖေကြီးသမီးပြန်လာပြီအေးပြီးတော့ခြေတန်ကသူ့အခန်းရှိရောက်လာကကိုကိုမိမိပြန်လာပြီအေးအေးအဝတ်သွားလဲတော့အခန်းရှိမှလဲထွက်သွားတော့ခြေတန်လေးကိုကြားရပါသည်မောင်နှမနှစ်ယောက်သာရှိပေမဲ့သူနဲ့မိမိအသက်ကတတ်တော်กว่าသည်เจ้าကပြန်ရောက်တာနဲ့သူပြန်လာပြီဖြစ်ကြောင်းလူစုံအောင် လိုက်ပြောတတ်တာမိမိအချင်းတောင်းကြတော့သားကြီးရေ မိမိပြန်လာပြီတဏီကုံစီးပွားထွက်ရှာသောမိမိမှာယခုလိုညနေပိုင်းတွင်စိုင်သိမ်းပြီးပြန်လာလေရှိပါသည်မိမိပြန်လာရင်တော့မုတ်ဘဲတေစာတခုမဟုတ်တခုပါလာတတ်၏ထင်သည့်အတိုင်းပါပဲသားကြီးရေမိမိမုံစိမ်းမောင်းဝင်လာတယ်လာထွက်ဆောင်အခန်းတကားကိုဖွင့်တော့ဧကံမဖေဖေကရုတ်တီကြီးနဲ့ထိုင်နေသည်မတိအောင်ဆောင်ရင် ဧကန်းကိုကြော်ကမိဖို့ဆောင်ဘက်ဝင်လိုက်တော့မိမိကိုကြည်ကြည်တာပြီနော်မိမိသူဝင်လာတာကိုမြင်တော့အငယ်မကမိမိကိုတွတ်ထူသည်မိမိကရေကအေးပါသမီးလေးရေသမီးလေးအတွက်မိမိပို့ဝယ်လာပါတယ်မိမိကဝယ်လာတော့အိတ်သုံးခုအနက်အကြီးဆုံးအိတ်ကို အငယ်မလက်တွင်ထည့်ပေးပြီးတော့တအိတ်ကိုပကံတွင်လှည့်ထည့်ကဖေကြီး မုံစိမ်းမောင်းပါလာတယ် ဟုဆိုကာဧကန်ဘတ်ဝင်သွားပါသည် သူကတော့ကြံနေသောအိတ်ကိုဖွင့်ပြီးတပတ်နိုင်စားလိုက်၏မကြိုးမကြေသည်မို့စားရအစဉ်ပြေပါသည်ဒိုးစင်မှာပဲသူ့ဘေးထိုင်စားနေသောမိမိကကိုကိုဒီနေ့လမ်းလျှောက်ထွက်အောင်မလားထွက်မှာပေါ့သူ့အဖေကြောင့်မိမိမှာနှုတ်ခမ်းကိုမဲ့ပြီးဟွန်းကိုကိုကလည်းဒီနေ့မလျှောက်ပါနဲ့လားကွာ မိမိနဲ့ကြက်တောင်ရိုက်ရအောင်လေနော် မရဘူးလမ်းပဲလျှောက်မယ်နင်းနဲ့ကြက်တောင်ရိုက်ရတာနားညိတယ်ဘာဖြစ်လို့လဲအငင်းတန်လို့မိမိမှာခြေကိုစောင့်ဤအာမငင်းပါဘူးကွာကိုကိုကလိမ်မာပါတယ်ဒီနေ့လမ်းလျှောက်မထွက်နိုင်တော့နော်ကြက်တောင်ရိုက်မယ်မရိုက်ဘူးခြေကိုထားဆောင်ကတွေ့လားကိုကိုကမိမိကိုမချစ်ဘူးမိမိပုံစံကိုကြည့်ပြီး စိတ်ထဲကကြည်ရဲ့မိသည်မိမိမှာနှုတ်ခမ်းကိုရှုံတွား၍သူ့ကိုမျက်စောင်းထိုးကြည့်နေတော့မချစ်ပါဘူးဘာကိစ္စနင်းကိုချစ်ရမှာလဲကိုကိုနော် စွားကြည့်ကြည့်အတန်နဲ့ထအော်ပြီးရတယ်မိမိလည်းမချစ်ဘူးကိုကိုမြေကြီးတွေကိုအကုန်လိုက်ရောပြင်မယ်ပျော်ပျော်ဆူဆူထိုင်ရမှထပြီးအိမ်ရှိပြေးထွက်သွားပါသည်အာမိမိရှောင်းမလုံးနဲ့နော်နောက်မှပြေးလိုက်တော့ မိဖို့ကန်းတွင်ဝင်လာသောမိမိနှင့်ဆုံးသည်မိမိကဒီမောင်နှမတွေဘာဖြစ်နေကြတာလဲဟိုမှာမိမိသမီးတားမြေကြီးတွေကိုရောပြစ်မလို့တဲ့ဟဲသမီးမလုပ်ရဘူးလေမိမိလမ်းអော်ပေမဲ့မမီတော့ပါမိမိမှာအိမ်ပြင်ရောက်သွားခဲ့ပါပြီ သူ့ကိုစိတ်ကောက်ရေးပထမတစ်ခါလှုပ်ဘူးတည်မို့မိမိကိုလှန်သည် သူပြေးလိုက်လာတာကိုသိတော့မြေကြီးများပုံထားရာခြံတောက်သို့တွတ်တွတ်ပြေးလေ၏ မိလူမိခင်ချိန်မှာပဲဟင်ခြေလန်းတို့ တိကနေရပြီပါဇက်မလွတ်ကနေထွက်သွားသည်ကမမီဒီမှာကြည်စမ်းမြေပေါ်အထိတ်တလန့်ထိုင်ချမိလိုက်ရှေ့မှာရှိနေသည်ကအသေးဆက်ဆက်ပန်းဝိုးလေးတစ်လုံးနဲ့ရွက်လာတပင်ဒါပေမဲ့ထိုရွက်လာပန်းပင်ကဥညွတ်ဥကျုံညွတ်ခွေနေပါသည်လွန်ခဲ့သောနာယီပိုင်းအနေငယ်ကမှစိုက်ထားခဲ့သောပန်းပင်လေး သူ့ပုံစံကိုကြည့်ပြီးမိမိကအထိတ်တလန့်ပြေးလာကကိုကိုဘာဖြစ်လို့လဲဒီပင်တွေ့သွားပြီသူ့စကားကိုမိမိနားမလဲမျက်လုံးဝိုင်းလေးနဲ့အကိုဖြစ်သူကို တလဲရှေးမှာတစ်ပင်လေးကိုတလဲကြည့်နေသည်ပြီးတော့တူတူမေကိုကိုစိုက်ထားတာလားမနက်ကမှစိုက်ထားတာအဖြေနဲ့အတူခေါင်းထဲတွေးစရာတွေပေါ်လာသည် ရွာလာပင်ဟူသည် အမြင့်ကဆွဲနှုတ်ပြီး ဒီတိုင်းပစ်ထားလိမ့်မယ်။နှစ်ရက်သုံးရက်လောက်က AC သည်ချက်ချင်းလက်ငင်းညိုးရချွတ်ချုံကြတတ်သည့်အမျိုးမဟုတ်။ယခုကမြေဆွေးနှင့်ကောင်းကောင်းမွန်မွန်စိုက်ပျိုးထားရုံမဟုတ်။ရေပါလောင်းပေးထားသည့်သည်ဒါဂိုနာဤပိုင်းအတွင်တွေ့ရသည့်ပုံစံကရွာလာပင်ဤထိတ်ဦးမှာအောက်သို့ဦးဆိုင်ကြဆင်းနေသည်။အရွယ်အလက်တွေအားလုံးကလည်းရေမဝတော့ပန်းလူတို့မဟုတ် နေအောင်တန်ကိုနေစဉ်ရက်ဆက်ခံထားရသောပလတ်စတစ်ပြောဖတ်လို့ပြားပြားကတ်နေ အပင်ကိုဆွဲနှုတ်ကြည့်တော့အတွင်းနှစ်ဝင်ထားသော အမြစ်ပိုင်းမှာဘူးနေသည်ကြပြကြရာလက်ထိုးဆိုင်ကြည့်ပြန်တော့အတွင်းမြေသား၌တာမန်ထက်ဒူးကြသော ပူနွေ့နွေ့တက်တခုကိုခံစားရသည်ထူးတော့ထူးနေပြီမိမိကိုကိုကိုဟိုးတောက်ကပန်းတပင်သွားနှုတ်ပေးစမ်းအမြစ်ပါပအောင်နှုတ်နော် ဟုတ်ဟုတ်ကူကူဘာမှညာမှမသိပေမဲ့အရေးကြီးမှန်တွက်ဆကမိမိပြေးသွားသည်ပြီးတော့ပင်စီကောင်းကောင်းအရွက်ဘာဘာတရွက်ပင်ကို ရွေးနှုတ်လာ၏မြေသားကိုတန်လျက်နှင့်ပြန်ဆွကမိမိနှုတ်ယူလာသောပန်းပင်ကိုထဲဆိုင်သည်ရေကိုများများလောင်းပေးလိုက်၏လောလောလတ်လတ်ရွက်လာပင်ကစိတ်ဝင်စားပွဲပန်းအိုးလေးအတွင်မှရေဝဝတောက်၍မမတ်ထောင်သွားလိမ့်မည် နေဆောင်ပြီးဒူးဟာပြစ်စရာတခုတော့ရှိ နေရောင်မာသားတို့ပန်းအိုးနဲ့တကွာအတွင်းမြေသားတွေပူနေတာလားယခုတော့နေပူရန်မရှိတော့ပါညသည်အေး